တနင်္သာရီတိုင်းကတော့လက်စွမ်းထက်နေတယ်မြို့တနင်္သာရီတိုင်းကမောင်းမကန်ရဲစခန်းကိုဒေါ်လိုင်းတပ်ဖွဲ့ကတိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းစတင်ပြောချင်တယ်တားပြင်မှာမြင်းချံကတံမရီဆက်ယုံရှော့လိုက်တုံးနေနဲ့ပြစ်တာတွေရှိတယ်လို့အင်းတော်အင်းတော်မှာဖမ်းမိထားတဲ့စစ်တုံးမှန်း73ဦးထွက်ပြေးသွားတယ်ဆိုတဲ့အကြောင်းအကြောင်းရင်း၃ခုကိုတည်တည်ချာချာ တင်ပြခြင်းပါတယ်။ကျန်းထော်လို့ဟုတ်တယ်။နစချောင်းရဲ့အောက်တိုဘာ2025မင်္ဂလာညချမ်းပါပြုဒီနေ့တော့အဖောင်ရခိုင်နိုင်ငံတော်ကိုတစ္ဆာဖောက်လိုက်တဲ့ကိုဆွေကိုမျိုးနေတိုးတယောက်တော့တတိုင်းပြည်လုံးဝိုင်းပြီးတော့ ပြစ်တင်ဝေဖန်ရှုတ်ချနေကြတယ်။အဖရခိုင်နိုင်ငံတော်နဲ့ရခိုင်တမျိုးသားလုံးကိုသစ္စာဖောက်တဲ့နေတိုးနဲ့အမှုပညာရှင်ဆိုတဲ့ယုံကြည်ချက်မရှိအာနာရှိလူသာပြေကပ်ဖင်ပေးပေါင်းတဲ့လူတစုရွေးကောက်ပွဲမဲပေးတဲ့ဝါရဖြန့်ဗီဒီယိုတွေမှာတော်လိုင်းကြီးကိုပါထိခိုက်ဆော်ကားတဲ့အကြောင်းကြီးနေနဲ့ပတ်သက်ပြီးခိုးဘက်လူမျက်ကြော အလကီ review channel မှာကျွန်တော်တည်တည်ချာချာအကိစ္စကိုတင်ပြခြင်းပါတယ်ဒီဘက်လူမြတ်ကျော် channel မှာတော့ကျွန်တော်ဒီနေ့တူတူနဲ့လူရင်းစားလိုက်ရရင်တနင်္လာဤတိုင်းကတော့လက်စွမ်းထပ်နေတယ်မြို့တနင်္လာဤတိုင်းကမောင်းမကန်ရဲစခန်းကိုတော်တိုင်းတပ်ဖွဲ့ကတိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းစတင်ပြောခြင်းတယ်တပြင်မှာမြင်းချံက တံပတိဆက်ယုံရှော့ရိုက်တုံးနေတဲ့ပြစ်တာတွေရှိတယ်လို့အင်းတော်အင်းတော်မှာဖမ်းမိထားတဲ့စစ်တုံးမှန်73ခုထွက်ပြေးသွားတယ်ဆိုတော့အเจ้าအเจ้าရင်3ခုကိုတေးသေးချာချာတင်ပြချင်ပါတယ်အဲ့တော့ကနအူးမှာလောင်းလုံးရက်စကန်သိတိုက်ပွဲအเจ้าအရှင်ပြောကြရအောင်တနင်္လာတိုင်းလောင်းလုံးမြို့နေမောင်းကန်ရက်စကန်ကို တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်လိုက်ပါတယ်တိုက်ခိုက်သိမ့်ပိုက်တဲ့ကာလမှာဘုံကျဲတာဗောဗျာထုံးစံတိုင်းမစချောင်းရည်နေမနဲ့အစောပိုင်းရေစခန်းကိုဝင်တိုက်တယ်။ဖက်စစ်တပ်ဟာလေကြောင်းနဲ့ဘုံကျဲတယ်။ဒီလိုဘုံကျဲနေတဲ့ဂျားတွေကတော်လိုင်းတက်တွေဟာဂျူဂျူချွန်ချွန်တိုက်ခိုက်ပိန်ပိုက်ခဲနိုင်တယ်။စစ်ခွေးတွေမတာပေါ်တာတော့အများပြားရှိပြီးလက်နက် ခဲယမ်းတွေလည်းတင်းစီရမိခဲ့တယ်။အသေးစိတ်အချက်လက်ကိုတော့နောက်ရက်ဒီမှာထပ်ပြောပြမယ်။ဒါပေမဲ့မောင်းမကန်ရေစကန်ကိုသိမ့်ပိုက်လိုက်ပြီဆိုတဲ့အကြောင်းကိုတော့တဝဲခင်တပေါင်းစုပြန်ကြားဤတဝင်ခင်ကအတည်ပြုလိုက်ပြီ။ဆိုတော့ဒီနောက်ပိုင်းမှာတနင်္လာဤတိုင်းလောင်းလုံးဘက်မှာပြင်းပြထန်ထန်ဆော့ပလော်တီးနေတဲ့တရင်တွေတရဆက်တွေ့ရတယ် အဲ့တော့မြန်မာပြည်ရဲ့အမိပိုင်းကန်ယူရန်ဒေတာကြီးဖြစ်တဲ့တနင်္လာတိုင်းကိုရက်ကလည်းရေဘလူးဆော့ဘလော့တီးတာကြားတယ်လားဆိုတော့တနင်္လာတိုင်းပြီးတော့ကျွန်တော်တို့အနာရဲ့ဘိုးချက်တော်လေးရဲ့ဝင်ယူတစ်ခုဖြစ်တယ်စကိုင်းညာတခွင်ကိုကြည့်ရအောင်စကိုင်းညာတခွင်မှာတော့ ဝမ်ပောင်လဘရောင်းတော်ဂျင်းဒီစီမံကိန်းတွေကိုတော်လိုင်းရေးတက်တွေတရဇက်တက်ကတိုက်ခိုက်နေပါလေထုတ်ပြန်လို့မရတဲ့သတင်းတွေအရာဝမ်ပောင်ကိုအမှောက်ချေချင်နေတဲ့အညာသားတွေကရောင်းကြိုက်မိတာအဆင်သင့်ရှိပါလေဝမ်ပောင်လေးကဖက်စစ်စစ်ခွေးတက်ပြန်လဲမထွက်မခွာမချင်းထွက်ခွာမသွားမချင်း ဝမ်ပေါင်ကိုအမုတ်ချီမှာဖြစ်ပါတယ်ဝမ်ပေါင်နဲ့ပတ်သက်ပြီးတော့ဝမ်ပေါင်ဟာရွေးကောက်ပွဲရှင်းပါဖို့ဝမ်ပေါင်ထဲမှာမဲယုံတွေတိဆောက်ပြီးရွေးကောက်ပွဲကျင်းပမယ်စာလင်းကြီးမြို့နယ်အမတ်တယောက်ဝမ်ပေါင်ရွေးကောက်ပွဲကနေတက်မယ်ကဘာမှာတော့စာလင်းကြီးမြို့နယ်ကအမတ်ရဲ့လူတို့ရွေးကောက်တင်မြောက်ထားတယ်ဆိုတော့ကလင်ကကြီးဇလန်းကိုရှိုက်ဖို့ ဝမ်ပေါင်းနဲ့ဖက်စစ်တဲ့ပေါင်းချန်နေတာဆိုတော့စီးပွားရေးကိုစီးပွားရေးနဲ့တူအောင်လုပ်ရင်နိုင်ငံတကာရဲ့ယင်းနှိမ့်ညံ့မှုများကိုကျွန်တော်တို့ကကာကွယ်စောင့်ရှောက်ရမယ်တာဝန်ရှိတယ်ဘသူအကျိုးစီးပွားမှပျက်စီးလို့စေခြင်းစိတ်ကြောင့်တော်လှန်ရေးကိုဆင်နွှဲနေတာမဟုတ်ဘူးတော်လှန်ရေးကိုဆင်နွှဲနေတာဟာစနစ်ကိုပြောင်းလို့ရင်ဆင်နွှဲနေခြင်းဖြစ်တယ်သို့တော့ဝမ်ပေါင်းလို့ကုမ္ပဏီမျိုးဟာ ပြည်သူကိုအကြမ်းဖက်ရက်ဆက်တပ်ဖြတ်နေတဲ့ဖက်ဆစ်တက်နဲ့ပူးပေါင်းယုံနေမှာဖက်ဆစ်တက်လောက်ကိုင်းဆောင်ရွက်မဲ့ရွေးကောက်ပွဲကိုပါပါဝင်ကူညီတယ်ဝမ်ပေါင်းကုမ္ပဏီဝင်းထဲမှာရွေးကောက်ပွဲလှုပ်ခွင့်ပေးတယ်ဒါတော့တော်တော်များသွားပြီတင်းတန်စီးပွားရေးလှုပ်တာမဟုတ်ဘဲနဲ့နိုင်ငံရေးပါရောရှက်လာသလိုဝမ်ပေါင်းအနီးနားကရွာသားတွေကိုလည်းလူသားတိုင်းလှုပ်တာကို တွေ့ရတယ်ဆိုတော့ပြည်သူလူထုကလက်မခံပါဘူးရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ပါမယ်လို့ပြောနေတဲ့ဂျားတွေကဝမ်ပေါင်းဟာဖက်စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကိုကူညီဆောင်ရွက်ပေးမယ်ဆိုတော့ကတော်လိုင်းကြီးတက်တယ်အလုံးမရှိဘူးလို့ဒီနေရာကနေဝမ်ပေါင်းကုမ္ပဏီပိုင်ရှင်နဲ့တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ပြောလိုပါတယ်ခင်ဗျားတို့စီးပွားရေးလှုပ်ရှင်နေဆိုရင်လှုပ်လို့ရပါတယ် တော်လိုင်းတက်တရားမိသည့်နိုင်ငံရဲ့အကျိုးစီးပွားကိုမှဖျက်ဆီးလို့ခြင်းအလင်းမရှိပါတိုးတော့ကျွန်တော်တို့စန့်ကျင်တော်လိုင်းနေနဲ့ဖက်စစ်တက်နဲ့ပေါက်ဖက်ပြီးပြည်သူကိုနှိပ်စက်တပ်ဖြတ်မှုမှာ အားပေးကူညီမယ်ဆိုရင်တော့တော်လိုင်းလမ်းခရီးတလျှောက်မှာစူညောက်ခလုတ်မှန်သမျှတိုက်စားရှင်းလင်းသွားမယ်ဆိုတဲ့အကြောင်းဝမ်ပေါင်ကုမ္ပဏီကိုဒီနေရာကတင်ပြင်းထန်ထန်တတိပေးလိုက်ပါတယ် အညာတက်တွေအားလုံးဝမ်ပေါင်းကိုစုစည်းကတရဇတ်ထိုးစစ်စင်တိုက်ခိုက်ချိန်မုံမှုပြင်ဆင်နေပါပြီအဲ့တော့ကိုရွှေညာတို့ကြီးဝမ်ပေါင်းကိုအမှုန့်ချိန်မှုဝမ်ပေါင်းကိုတိုက်ခိုက်ချိန်မုံမဲ့တိုက်ပွဲမှာငါတို့အညာသားရဲဘော်တွေပါဝင်ခဲ့တယ်ဥဆောင်ခဲ့တယ်တိုက်ပွဲဝင်ခဲ့တယ်ဆိုတဲ့သမိုင်းမှတ်တိုင်ကိုရေးထိုးပြီးတိုင်းပြည်ကိုဒုက္ခပေး တယံဇာတကိုဂုံသွေးဆုပ်ယုံမကပြည်သူကလုံးဝလက်မခံဘူးပြည်သူလူထုကိုရက်ဆက်အကြမ်းဖက်နေတဲ့စစ်တပ်ကိုကူညီနေတဲ့ဝမ်ပောင်ကုမ္ပဏီဟာစီဝိုင်းလုတာမဟုတ်နိုင်ငံရေးပါရှုပ်ဒီအတွက်ဝမ်ပောင်ကိုပြစ်တံခတ်ဖို့အညာတပ်တွေအကုန်လုံးစုယုံကခြိတက်ခြိမုံကြပါတော့ဒီနေ့ထိတဲ့ဝမ်ပောင်ကတိုက်ခိုက်နေပါတယ် အညာကရဲဘော်တွေကိုကျွန်တော်တို့တော်လန်ကြီးပြည်သူတော်လန်ပြည်သူနဲ့ကျွန်တော်ရဲဘော်မိတ်ဆွေတွေကအညာနဲ့ပတ်သက်ရင်ဒီကာလမှာအာယုံစိုက်ဖို့လိုပါတယ်အညာကိုဘက်စစ်တပ်ဟာစစ်ပြေနေပါပြီအညာမှာလက်ရှိစစ်ပူနေပါတယ်နေ့စဉ်စချောင်းထိုးတာတွေနေ့စဉ်တိုက်ခိုက်မှုတွေတရဇက်ဖြစ်ပေါ်နေတယ်လို့ဝမ်ပေါင်းအနီးနားကယွာတွေဟာ ွက်ပြေးနေရတယ်။စားဖို့တောက်ဖို့ရှိတော်မရှိတဲ့ဘဝတွေရောက်နေရတဲ့အခြေအနေ။အဲ့တော့ဒီຫນွေဦးတော်လိုင်းဤသမိုင်းမှာတော့အညာရဲ့ဇွေအညာသူအညာသားတွေရဲ့တတ်သိနေသမိုင်းမော်ကုန်းမှတ်တမ်းဝင်မဲ့ကိစ္စတွေကနောက်နာကကာလမှာပြောမဆုံးမောင်တော်တုံးတော်ဖြစ်ပါလိမ့်။ထထူပဲအညာမှာဒီကနေ့ထပ်တိုက်ပါလိမ့်။တရားခုမမှာ short right ဒုံးနေနဲ့ ပစ်တဲ့တည်င်းလေးတင်ပြပါစီအဲ့တော့အော်တိုဘလ16ရက်နေ့မှာဖက်စတဲ့အင်အား200အထိုင်ချတာလေညဉ့်ညံတံမရီဆက်ယုံကိုဒလိုင်းတက်တွေကတရားခုမမရှော့လိုက်တော့10လုံးနဲ့ပစ်ပါလေကျန်းထော်လို့ဟုတ်တယ် ာနဲ့ဆိုရင်ကြည့်ဖို့စဉ်းစားဖြစ်ပါလေပြီးရင်ဘုံမှာရှိရဲ့ဟိုးမှာရှိရဲ့တို့မာလာဒီမစက်ခွေးတွေကိုမုတ်ကျွေးမှာဖြစ်ပါလေဟုတ်ကဲ့အောင်လို့ရှိရှိကြပါဦးကျေးဇူးတင်ပါတယ် ગમે તમે ગમે

ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီး15កောင်မသားပေါ်တယ်လို့ကျွန်တော်တို့သိရပြီတန်ရအများပြရရတယ်ဆယ်လုံးပြစ်တဲ့နေရာမှာ၈လုံးဟာပြစ်မှတ်ကိုတိတိကျကျထိမှန်ခဲ့ပါတယ်အဲ့ဒီက၄လုံးကစစ်တပ်အထိုင်ချထားတဲ့နေရာတွေရဲ့အတိတ်ကပြစ်မှတ်တွေကိုထိမှန်ခဲ့ပါတယ်တော်တော်များများမသားပေါ်တိတ်ဆုံးမှုတွေရှိနေပြီးတော့ ဖက်စစ်တဲ့စစ်ခွေးအင်အား200လောက်ထဲကိုချောလိုက်တုန်းကြီးကြားတဲ့အခါလက်တလောချက်ချင်းသေးချင်းဆုံးနဲ့သေးတာကတော့15လောင်းဖြစ်ပြီတန်ရာရရှိသူကတော့အများပြပါဗျာနော်အဲ့တော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမြင်းကြံခရရအမှတ်နဲ့တရင် BGF မြင်းချင် one more sit down မြင်းကြံခရအမှတ်3တက်ရင်တော့ကအဝေးဆောင်ရွက်ခဲ့တာဖြစ်တယ် ိုက်ခတ်ခဲ့တာဖြစ်တယ်။ကဲအညာကိုတော့သွေးတိုးဆန်းနေကြပြီ။အညာကိုမေးအောင်လိုက်သွေးတိုးဆန်းတဲ့ပွဲမှာစစ်ခွေးတင်ရင်သခိုင်းတိုင်းကဲ့သို့ပျော်စမတွေ့အောင်လက်တံပြောင်လာတဲ့အညာသူအညာသားတို့ရဲ့ဇွဲတက်သည့်လုံလဝရိယနဲ့လူဦးတော်လန်ကြီးမှာအကြီးမားဆုံးပေးဆက်မှုနဲ့အန်ကျိတ်တော်လန်နေတဲ့အညာပြည်သူတွေကိုဒီနေရာကဥညော့ဂုံပြူရင်း အညာနဲ့အတူတိုင်းသာတော်လည်တက်များဟန်ချန်ကြီးစစ်စင်ကြီးစင်နွေးနိုင်ခဲ့ရင်ချွေးကဘွေးကို ပြတ်ဖို့ဆိုရင်အထုတွေထိုးစစ်ကြီးစင်နိုင်ဖို့လိုတယ်ဒီနေရာမှာဖက်စစ်တပ်ကတော့သူ့အလုပ်ကိုတူလုံနေတယ်ချွေးကဘွေးလောက်ကင်ဆောင်ရွက်ဖို့ဝါရဖြန့်ချီတွေလှုပ်ပြီးတော့ နာမည်ကြီးမင်းသားမင်းသမီးတွေကိုအတုံးချဇလန်းစင်ပြည်သူလူထုကိုမှိုင်းတိုက်ဒီအချက်တွေကိုဒီဇိုင်းမမလုပ်နေတယ်ကျွန်တော်တို့တော်လိုင်းကြီးတက်တွေနဲ့တော်လိုင်းကြီးဘက်ကအမျိုးသားညီညွတ်ရေးအစိုးရနဲ့အခြားသောတော်လိုင်းကြီးအင်အားစုတွေကရောစစ်တပ်ရဲ့ဝါရဖြန့်ချီရေးမှိုင်းကိုနံပါတ်1ခြေဖြတ်ဖို့နံပါတ်2ပြန်လဲဝါရဖြန့်ချီဆင်နွှဲနိုင်မှုနံပါတ်3ပြည်သူလူထုကို အတိမှန်အမြင်မှန်တရင်မှန်ပြီးဖို့လုံလောက်ပြီလားကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်တွေက လုံလောက်ပြီလားမြို့သားညီညွတ်ရေးအစိုးရအနေနဲ့တော့စစ်တပ်ကိုဝါရဖြန့်ချီလုပ်ငန်းစဉ်ဆောင်ရွက်တဲ့နေရာမှာအင်မတန်အားနေတယ် PVTV တို့အခြား NUG နဲ့ပတ်သက်သောသတင်းဌာနတွေဆိုရင် NUG ရဲ့သတင်းကလွှဲရင်ကျန်တဲ့သတင်း တင်ဆက်မှုအင်မတန်အားနေတာတွေ့ရတယ်။ဆိုလိုချင်တာကအဖွဲ့အစည်းတစ်ခုရဲ့ဝါဒဖြန့်ချီသတင်းဌာနတစ်ခုထပ်မပူဘူး။တော်လိုင်းရေးသတင်းဌာနကြီးအဖြစ်ပြောင်ပြောင်မြောက်မြောက်စစ်တပ်ရဲ့ဝါဒဖြန့်ချီရန်ရာကိုရိုက်ချိုးနိုင်တဲ့အနေအထားထိမရောက်လာသေးတာတော့တွေ့ရတယ်။ဒါပေမဲ့တော်လိုင်းပြည်သူတွေကျွန်တော်တို့လိုအခြားတော်လိုင်းရေးသတင်းတင်ဆက်တဲ့လူတွေကတော့ ခိုင်ခိုင်မာမာဒီဇိုင်းမမတ်နှစ်နဲ့ချီပြီးစစ်တပ်ရဲ့ဝါရဖြန့်ချီရန်ရောင်ကိုခုခံနေပါတယ်ဆိုတော့အာဏာချက်တွေကိုပြင်ဆင်ပါရှေ့တို့တလန်းတိုးတလန်းနိုင်အောင်ကြိုးစားပါစီရေးနိုင်ငံရေးဝါရဖြန့်ချီရေးနိုင်ငံတကာအရေးဘယ်အရေးမှဘာလို့တင့်လဲဘယ်လမ်းမှဘယ်ပန်းပန်ပြီးဘယ်အချိုးမှဘယ်ပစိုးဝတ်တင်လဲဆိုတာကို တော်လိုင်းခေါင်းဆောင်စို့သူများကချက်ချင်းမဆိုင်တိပြီးစစ်နိုင်တိုက်ရန်အလို့မှာရှိသည်မြအာကုန်တုံးပြီးရုံရမယ်နှစ်2025ခုနှစ်အကြိမ်ဒီဇင်ဘာမှာသာရွေးကောက်ပွဲဖြစ်သွားခဲ့ရှိရွေးကောက်ပွဲအလွန်ကာလမှာတော်လန်ရေးကိုဘယ်လိုပြင်ဆင်ထားရမလဲဆိုတဲ့ပြီးပလန်ပါ ထည့်စင်စားထားကြပါအားလုံးကိုကျေးဇူးတင်ပါတယ်